အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကကျွန်တော်2026တနှစ်တာအတွက်တင်းငွေလေသားသမီးတွေရဲ့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကံအစိုးကောင်ကံအထောက်ပံ့ကံအတက်ကြအနေမြင့်တွေကိုတုံ့တက်ပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်တဲရော့ပညာရေးနဲ့ပဲတုံ့တက်ပြီးဟောကြားပေးသွားမှာဖြစ်ပါတယ်အကျွန်တော်ကတော့အဘမင်းငယ်ကြီးတွေပဲဆရာစောင်းတော်ဖြစ်ပါတယ်မိတ်ဆွေတွေကိုအများနဲ့ဗီဒီယိုနဲ့ရတရားတွေနဲ့တင်ဆက်ပေးနေရဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင် ကျွန်တော်အကောက်ကို follow လုပ်ပေးတာချင်အပြင်နေ့စဉ်နဲ့မြကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်ချင်မှာဗီဒီယိုမေးချင်တယ်ဆိုရင်ကျွန်တော်အကောက်မှာကျွန်တော်တို့ဗီဒီယိုနဲ့ပတ်သက်တဲ့ Viber phone number တင်ထားပါတယ်။ Viber နဲ့ဆက်ဆက်သွယ်ပြီးတော့မေးလို့ရပါတယ်။အဲတော့ကျွန်တော်စတင်ပြီးတော့တနင်္ဂနွေသားသမီးတွေကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းကိုစပြီးတုံ့တက်သွားမှာဖြစ်ပါတယ်။ပမာအောင်ဆုံးနေနဲ့တနင်္ဂနွေသားသမီးတွေဒီ2026မှာ ဘာတွေလုပ်ရင်အောင်မြင်မလဲဘာတွေကခက်ခဲမလဲဘယ်လိုလုပ်ငန်းမျိုးကကိုယ့်အတွက်အကျိုးပေးမှုရှိမလဲဆိုတာစတင်သုံးသပ်ပါမယ်။အာဒီမှာကျွန်တော်တွေ့ကြုံနေရတဲ့ကတ်အကောင်လုံးကိုချိုးကြည့်လိုက်တဲ့အခါမှာအင်္ဂါနယ်နဲ့ပတ်သက်တဲ့အာကျွန်တော်ဆက်ပစ္စည်းတွေစားတော့ကုန်နေနော်စံစီစားဆေးစသဖြင့်ဒီလိုပစ္စည်းမျိုးတွေရောင်းဝယ်မှုဟာကိုယ့်အတွက်အကျိုးပေးမှုအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။အဲ့တော့2026မှာ ဒီလုံလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့လူတွေအတွက်ကတော့ကံထောက်ပံ့ကောင်းများစွာရရှိလာနိုင်တယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလူသုံးကုန်ပစ္စည်းတွေเนาะအဲပြီးွားတဲ့ခါကျရင်ကျွန်တော်တို့အိမ်သုံးဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်နေတဲ့လူတွေရှိတယ်ဆိုရင်တော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာယင်းနှိမ့်နှံ့မှုများပြီးတော့အမျက်ဆုံးပြန်ရမှုအားနည်းတယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်တာတွေเนาะဘာသာရေးနဲ့ပတ်သက်တာ တာနာကြီးနဲ့ပတ်သက်တာစပြည့်ဒီလိုလုပ်ငန်းမျိုးတွေလှုပ်ဆောင်နေတဲ့လူတွေကတော့ကိုယ်အနေနဲ့ကံထောက်ပံ့ကောင်းတဲ့ရရှိပြီးတော့လုပ်ငန်းနာမည်တိုးတက်ခြင်းကိုယ့်ရဲ့စီးပွားရေးအားကောင်းလာမှုတွေအားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ဒီပွဲစားတွေနော်ပြီးရင်အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့လူတွေအာအိမ်ချမ်းမြေအယောင်းဝယ်ပေါ့နော်ဒါမှမဟုတ်ပွဲစားပေါ့ဒီလိုလှုပ်ဆောင်နေတဲ့လူတွေတော့ကတော့ဒီကာလမှာခက်ခဲမှုတွေနဲ့ကျွန်တော်တို့ကြုံတွေ့လာပြီးတော့လှုပ်လှုပ်ဖို့ အာခုအနေနဲ့တော်တော်ကြီးကြိုးကြိုးစားစားကြိုးပမ်းပြီးလှုပ်ဆောင်မှဒါလည်းအဆင်ပြေမှုအခြေအနေပိုင်းခြားတစ်ခုကိုရရှိလာနိုင်ပါတယ်။နောက်တော့နောက်တစ်ခုကတော့ခရီးကူးတန်းသွားလာနေတာပေါ့နော်။ဒီ expert တို့ကုန်တင်ကားတို့နော်။အာကုန်တယ်တွေပေါ့တနည်းအားဖြင့်တနည်းအားကုန်ကူးတန်းရောင်းဝယ်တဲ့လူတွေတော့ကတော့အာဒီ2026တော့ကတော့ကိုတို့ကနည်းနည်းလေးတော့ပြန်လည်ပြီးတော့အားကောင်းလာနိုင်တယ်။တို့တော့အရင်ဟို ဘယ်လိုကောင်းမလဲအမျက်ဆုံးအရန်များပြီးတော့ဟိုအဆင်ပြေလောက်တဲ့အထိတော့အဆင်ပြေလာတာမျိုးတော့မဟုတ်ဘူးပေါ့နော်လက်ရှိရှိနေတဲ့အနေထားတော့အနေငယ်တော့ကံအားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ်နောက်တစ်ချက်ကတော့အခု2026မှာကျွန်တော်တို့လုပ်ငန်းအတစ်ဖွင့်မဲ့လူတွေတို့ကဟောကိန်းဖြစ်ပါတယ်အဲ့တော့လုပ်ငန်းအတစ်2026မှာစတင်တင်လာ လုပ်ငန်းတက်စတင်ဖို့အတွက်ကတော့ကျွန်တော်ဦးစားမပေးချင်ပါဘူး။ဘာလဲဆိုတော့ကြာနေတဲ့ကတ်တွေရကလုပ်ငန်းတက်လုပ်နေတဲ့လူတွေကပုံမှုပြီးတော့ခက်ခဲမှုအဆင်မပြေမှုကြုံတွေ့လာနိုင်တယ်။ဒီလုပ်ငန်းအစ်စ်ကိုအောင်မြင်ဖို့အတွက်မိတ်ဆွေအနေနဲ့တော်တော်ကြီးကိုစ조사အားထုတ်ရတယ်လို့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုကိုနှောက်ယှက်တဲ့အသားစီးတွေအပိတ်ပင်တွေအများကြီးနဲ့ကြုံတွေ့နေရတယ် ဆိုတော့မိတ်ဆွေရဲ့ပုံမှန်ရှိနေတဲ့အားထက်10ဆ15ဆလောက်လုံးမတာလေးမိတ်ဆွေအနေနဲ့အောင်မြင်မှုရမယ်ဆိုတော့ကမိတ်ဆွေအခုဒီလောက်ကိုလုံးမသိန်းတရာကြမယ်ဆိုမိတ်ဆွေလက်ထက်မှာသိန်းတထောင်ကင်ထားမှဒီလောက်ဘက်ဟာအောင်မြင်ဖို့အတွက်နည်းနည်းလေးအဆင်ပြေတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့စဉ်းစားကြည့်လေဗျာတရားတန်အလောက်ကိုတထောင်ဦးနဲ့ရင်းပြီးလုံနေပဲဆိုရင်တော့မတန်ဘူးလို့ကျွန်တော်ပြောချင်တယ်အဲ့တော့ investment ဘိုင်းရောကိုယ့်ရဲ့လုံဆောင်မှုဘိုင်းရောအမတန်တော်တော်ကြီးစိုက်ထုတ်နေရတဲ့အတွက်ကြောင့်မလို့2026မှာ လုပ်ငန်းအသစ်လုပ်ဖို့အတွက်တရင်းတွေတာသမီးတွေအတွက်ခက်ခဲနေတဲ့ကာလအဆင်မပြေတဲ့ကာလအတွေးခေါ်မှာအဆုံးပြတ်မှုမှားနေတဲ့ကြုံတွေ့ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့လှုပ်ဆောင်မှုတွေမှာအသာစီအပိတ်ပေများစွာနဲ့ကြုံတွေ့နေရတတ်ပါတယ်။ဒါကြောင့်မလို့လုပ်ငန်းအသစ်စတင်ပြီးလှုပ်ဆောင်မဲ့လူတွေချင်းချင်းတုံ့တက်နိုင်ဖို့အတွက်ဟောကြားပေးခြင်းဖြစ်တယ်။နောက်တစ်ခုကတော့အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တရင်းတွေသားသမီးတွေဘာဖြစ်လာနိုင်လဲဆိုတာကျွန်တော်ဟောကြားပေးပါမယ်။ ရှိလုပ်နေတဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့မှာတော့အပြိုင်ဆိုင်အတိုက်ခိုက် M&M များနေပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုပြန်လည်ပြီးတော့တည်ဆောက်ပါကိုယ့်ရဲ့လုပ်ငန်းကိုပြန်လည်ပြီးတော့ပြုပြင်ပါ ကိုယ့်ရဲ့လုပ်ငန်းထဲကအင်အားတောက်တင်းလာဖို့အတွက်ကိုပဲအဓိကထားပါသူများကိုပြိုင်ဆိုင်ဖို့သူများကိုတိုက်ခိုက်ဖို့ရောင်းဝါဖို့နာမည်ကြီးဖို့ကိုပဲဦးစားပေးတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လုပ်ငန်း state ပဲဖြစ်ဖို့အတွက်အရင်ဆုံးတည်ဆောက်ဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ဝန်ထမ်းနဲ့ပတ်သက်တာဖြင့်စက်ပစ္စည်းနဲ့ပတ်သက်တာဖြင့်ကိုယ့်ရဲ့လုပ်ငန်းအတွင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအုပ်ချုပ်မှု niche နဲ့ပိုင်း marketing ပိုင်းတွေနဲ့ပတ်သက်ပြီးတော့ state ပဲဖြစ်အောင်ပြန်လုပ်ပြီးတော့အဲ့ဒီအချိန်မှာကောင်းမွန်လာတဲ့အထောက်ပံ့တွေရရှိလာပြီဆိုရင်တော့ မိတ်ဆွေလုံလန့်ဟာအပြင်ကိုထွက်ပြီးတော့တိုက်လို့ရပြီအပြင်ကိုထွက်ပြီးတော့ကြော်ညာလို့ရပြီဒါကြောင့်မလို့ကျွန်တော်အခုလက်ရှိလုပ်ငန်းလုပ်နေတဲ့လူတွေကိုယ့်ရဲ့လုပ်ငန်းရဲ့အားသာချက်အားနည်းချက်လိုအပ်ချက်တွေကိုတည်တည်ကြည်ကြာသုံးသပ်ပြီးမှဒါလျင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချဲ့ထွင်မှု market ချဲ့ထွင်လာပဲဖြစ်ဖြစ်ပေါ့နော်အာကိုယ့်ရဲ့နေရာချဲ့ထွင်လာပဲဖြစ်ဖြစ်ပြုလို့ပါအဓိကလိုအပ်နေတာဘာလဲဆိုကိုယ့်ရဲ့လုပ်ငန်းကိုကိုပြန်လဲတုံးတက်ဖို့အတွက်လိုအပ်တယ်လုပ်ငန်းကိုဦးစီးနေတဲ့လူဟာကိုမဟုတ်ပဲနဲ့ ်တခြားတယောက်ဦးစီးနေမယ်မန်နေဂျာတော့၎င်းပေါ့နော်စူပါဝိုက်ဇာတော့၎င်းတယောက်ဦးစီးနေမယ်အဲ့လူအလောက်ကထွက်သွားလိမ့်မယ်ဟုတ်ပြီနော်မိတ်ဆွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲလို့ပြောရင်ခဏပြောဝန်ထမ်းခက်ခဲဝန်ထမ်းပြဿနာကုန်ပစ္စည်းခက်ခဲကုန်ပစ္စည်းပြဿနာလူချင်တဲ့အချိန်မရတာမျိုးကြန့်ကြတာမျိုးတွေဟာတစ်ဖက်မှာမိတ်ဆွေလုပ်ငန်းလည်ပတ်ဖို့အတွက် နှိကွေးသွားစေတယ်အဓိကတော့ information နဲ့ပတ်သက်ပြီးအမှန်အားနေတယ်ဒါကြောင့်လို့မိတ်ဆွေပူတိုင်းကဒီလုပ်ငန်းကို information ပြန်သုံးသပ်ဖို့အတွက်လိုအပ်တယ်တခြားလူတယောက်စီက information ယူပြီးလုပ်မယ်ဆိုရင်မိတ်ဆွေဒီအချိန်မှာတော့အဆင်မပြေဘူးလို့ကျွန်တော်သုံးသပ်ပေးချင်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်ဘာကိုသုံးသပ်ပေးချင်တာလဲလို့ပြောမယ်ဆိုလို့ရှိရင်12လမှာဘယ်လမှာစီပွားရေးနဲ့ပတ်သက်ပြီးတော့အားနေပြီးတော့ဘယ်လမှာစီပွားရေးနဲ့ပတ်သက်ပြီးတော့အားတာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်သုံးသပ်ပေးပါမယ်။အဲ့တော့ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ တလပိုင်းမှာမိတ်ဆွေအနေနဲ့အခက်အခဲတွေများစွာနဲ့ကြုံတွေ့နေရပါတယ်။ဒါကြောင့်မို့တလပိုင်းမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖို့တော့အမှန်တန်ခက်ခဲတယ်။အဆင်မပြေမှုတွေများနေတဲ့ကာလအပိုင်းခြားတစ်ခုကိုကြုံတွေ့လာရမယ်။နောက်တဲ့နှစ်လပိုင်းကိုယ့်ရဲ့လုပ်ငန်းကိစ္စရေးနဲ့ပတ်သက်ပြီးချိန်ဆမှုတွေအမိတ်ဆွေအပေါင်းအသင်းတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းတွေရရှိလာတယ်။အောင်မြင်လာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့တလပိုင်းနဲ့မတူဘဲနှစ်လပိုင်းဟာကိုယ့်အတွက်လှုပ်ဆောင်မှုအတွက်ပုံမလွယ်ကူတဲ့ကိုလိုချင်တဲ့ပစ္စည်းကိုလိုချင်တဲ့အရာ ကိုလုတ်ချင်တဲ့အရာတွေကို information လွယ်လွယ်ကူကူနဲ့ရပြီသူများတွေရဲ့အကူအညီပေးမှမှုကောင်းတွေရရှိမယ်နော်အဲပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီစီးပွားရေးပတ်တနာတွေနဲ့ပတ်သက်ပြီးချိတ်ဆက်မှုအားကောင်းနေတဲ့ကာလပိုင်းကြာနှစ်လပိုင်းတစ်လပိုင်းကတော့ဂျင်းနဲ့ကြက်ထဲကိုရောက်ရှိနေတယ်ဘာလို့လို့ဘာကိုင်းမှမသိဘူးစီးပွားရေးလူမှုရေးစသဖြင့်စသဖြင့်အဲ့ဒီအပိုင်းတွေမှာထိုးနှက်မှုတွေအများကြီးပါတယ်နောက်တစ်ခါ၃လပိုင်း တော်လာပိုင်းမှာဒနေမတွေတာသမီးတွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲစီးပွားရေးမှာပြောရမယ်ဆိုလို့ရှိရင်တော့ယုံကြည်ကိုးစားမှုမှားတတ်ပါတယ်ခဏကကျွန်တော်ပြောလို့ပဲနှစ်လပိုင်းမှာချိတ်ဆက်မှုတွေအားကောင်းတဲ့စီးပွားရေးပတ္တနာတွေနဲ့ပတ်သက်ပြီးရရှိမယ်အဲသူတို့နဲ့ပူးပေါင်းပြီးလလုံးဆောင်မယ်အဲ့ဒီအပေါ်မှာလိုရာတဲ့ပုံမူပြီးတော့မိတ်ဆွေအနေနဲ့ယုံကြည်မှုတိုင်းတာတွေထည့်သွားပြီးဆိုမိတ်ဆွေကိုလိန်တာတွေညာတာတွေစသဖြင့်မိတ်ဆွေပုံမဟုတ်မှန်ပြုတ်လုတာတွေကသုံးလပိုင်းမှာဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့သုံးလပိုင်းမှာမိတ်ဆွေအနေနဲ့ဘယ်အောင်မှဟိုပြပြဝါယုံကြည်လို့မရတဲ့ဆိုတဲ့အပိုင်းခြားတစ်ခုဟို hobby ကျတယ် နောက်တစ်ခုကလေးလပိုင်းလေးလပိုင်းမှာဘာဖြစ်မလဲလို့ပြောမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကိစ္စအင်းနဲ့ပတ်သက်ပြီးလှေကွင်းမှုကြန့်ကြာမှုဝန်ထမ်းအခက်ခဲနော်အခဏလည်းကျွန်တော်ဟောခဲ့ပါတယ်ဝန်ထမ်းအခက်ခဲတွေကော်မတီအခက်ခဲတွေလေးလပိုင်းမှာတော်တော်ကြီးဖြစ်တယ်နော်အဲ့တော့ငခုရှိနေတဲ့ဝန်ထမ်း10ယောက်ကနေ15အာဟိုက10ယောက်ကနေ9ယောက်ဖြစ်သွားတာမျိုးဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စအင်းနဲ့ပဲလှုပ်ဆောင်မှုတွေခက်ခဲတယ်ဟိုကိုကလှုပ်ချင်တယ်ဒါပေမဲ့ဟိုစိတ်သွားတိုင်းကိုမပါအရှင်းမရောက်တဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော်9လပိုင်း ငါလာပိုင်းမှာကိုယ့်လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးနာမည်ဆိုးတာတွေကိုယ့်ရဲ့လုပ်ငန်းကိုအပုတ်ချတာတွေဝေဖန်တာတွေဒီလိုမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။အဲ့ဒီအပိုင်းမှာတော့နည်းနည်းလေးကိုယ့်အနေနဲ့မှတ်ကန်နေဆိုရင်ကိုယ့်ရဲ့အမှန်တရားကိုပဲယူပြီးတော့ဖြေရှင်းပါ။တိုက်ပြီးတော့စိတ်ညစ်မနေနဲ့စိတ်ရှုပ်မနေနဲ့စိတ်တက်ကြမနေနဲ့ကိုယ့်အနေနဲ့ရှင်းစရာရှိတာရှင်းလေးစရာရှိတာနေသူ့အတူပုံပုံပြီးတော့အဆင်ပြေလာလိမ့်မယ်။အဲဒီ6လပိုင်းမှာတော့ကိုယ့်ကိုအတိုက်ခံလုပ်နေတဲ့လူတွေကိုယ်နဲ့အဆင်မပြေဖြစ်နေတဲ့လူတွေပြန်လည်ပြီးတော့အဆင်ပြေလာနိုင်တယ်။မိတ်ဆွေအပေါင်းအသင်းတွေများပြီးကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အားကောင်းမှုတွေရရှိလာနိုင်တယ်။ နောက်တစ်ခုကတော့ကျွန်တော်9လပိုင်းပေါ့ခေါရလာပိုင်းမှာစီးပွားရေးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မယ်ဆိုဒီဇိုင်းမမတ်လှုပ်ဆောင်ပါစိတ်ပြများနေလို့မြောက်အခုနေဒါဖြစ်ချင်တယ်ခဏနေဒါဖြစ်ချင်တယ်အဲခေါရလာပိုင်းမှာစိတ်ပြများလို့မြောက်တခုတော့တခုဇိုင်းမမတ်လုံးမယ်ဆိုရင်တော့အဆင်ပြေမယ်နောက်တစ်ခုကတော့ကျွန်တော်ကြုံတွေ့လာမယ်ရှစ်လပိုင်း ရှစ်လပိုင်းမှာလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာကိုယ်အနေနဲ့ကောင်းမွန်နေတဲ့အောင်မြင်မှုများစွာရရှိလာပြီးရှစ်လပိုင်းကကိုယ့်အတွက်လုပ်ငန်းအထောက်အပံ့မှုလုပ်ငန်းကံကောင်းမှုအမှန်အားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုယ့်လပိုင်းမှာတော့လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံရတာတွေလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီး investment ထည့်ရတာတွေကျွန်တော်ကြုံတွေ့လာနိုင်တယ်။ဆယ်လပိုင်းမှာအလုပ်လုပ်နေတဲ့ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ကိုယ့်ရဲ့မိသားစုဒီရေးကြောင့်ဒီအလုပ်ကိုအချိန်မပေးနိုင်တာမျိုးတွေနဲ့ပတ်သက်ပြီးဖြစ်တတ်တယ်။နောက်တစ်ခါကျွန်တော်၁၇လပိုင်းမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စရည်နဲ့ကိုဟိုလှုပ်ထားတဲ့ အလုတ်တွေအကျိုးမြတ်များစွာရရှိပြီးတော့အောင်မြင်မှုရရှိတဲ့အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခါကျွန်တော်တို့နောက်နှစ်ဆန်းလပိုင်းမှာတိုက်ခင်မှာတော့တရင်းငွေသားသမီးတွေနဲ့ဒီကာလမျိုးမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့အခြေခြားတိဆောက်ခွင့်ရပြီးတော့လုပ်ငန်းဟာဟန်ကျက်ညီညီသွားနေတဲ့အချိန်ဒီအပိုင်းခြားတစ်ခုကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်။ဒီလောက်ဆိုတရင်းငွေသားသမီးတွေကျေနပ်မယ်လို့ပြောလိုက်ပါတယ်ခင်ဗျာ။